အားလုံးမင်္ဂလာပါဖို့ဖရန်စစ်ဘလန်ကျော်ဆိုပါရယ်ဒီကနေ့မနက်ခင်းအစောပိုင်းကစားခဲ့တဲ့ကျွန်တော်တို့ဒီချန်ပီယံလိပွဲမှာဆိုရင်လီဗာပူးကအင်ကွတ်မှာရှီယမက်ထွတ်ကိုဝမ်စီနဲ့အနိုင်ရရှိခဲ့တဲ့လီဗာပူးအကြည့်မဲ့ဆိုရင်ချန်ပီယံလိမှာဆိုရင်တိုင်ပွဲထက်ပြီးတော့ဆက်ခဲ့တဲ့အရဲကိုကြည့်မဲ့ဆိုရင်သူတို့ကချန်ပီယံလိမှာဆိုရင်ရှုံးပွဲဆက်ပြီးတော့အဲတွေ့ရှိခဲ့တာတွေ့ရှိခဲ့တဲ့လီဗာပူးအကြည့်မဲ့ဆိုရင်သူတို့ကကျွန်တော်ဒီပွန်စကောင်းတစ်ခုပြန်ပြီးရနေပြီလို့အာပြောလို့ရနေပြီး ဘာလို့လဲဆိုတော့တစ်ဖက်ကကျွန်တော်တို့ဒီပရီးမီးယားလိမှာဆိုရင် Aston Villa ကို2-0နဲ့နိုင်တယ်။ဒါပြန်ချန်ပီယံလိမှာဆိုရင်တစ်ဖက်ကကျွန်တော်ရေကို1-0နဲ့အနိုင်ရရှိခဲ့တယ်။ပြီးတော့ကျွန်တော်အဲ့နှစ်ပွဲမှာဆိုရင်ကစားပုံကိုကြည့်မယ်ဆိုရင်တကယ်လို့ဆိုရင်အာကောင်းခဲ့တာတွေ့ရတယ်။ဒီနေရာမှာလည်းဘာလို့ပြန်လာပြီလား။အဲကြည့်ရတော့မယ်။ဒီကနေ့ပွဲမှာဆိုရင်တပါပူရဲ့ကျွန်တော်တို့ဒီလူစင်းကိုကြည့်မယ်ဆိုရင်အပြောင်းလဲအဖြစ်ကြည့်မယ်ဆိုရင်အများကြီးတော့လောက်လာတာမတွေ့ရဘူး။ဒီနေရာဘဲတောင်းမှာဆိုရင် Florian Pace ကစားခဲ့တယ်။ဒါအပြင်ကိုယ်လက်မှာဆိုရင် Sportsla Matt Lister ကာရာဘက်ပါလာခဲ့တယ်။ကျန်တဲ့ပေါင်းလို့ကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့တည်းပြောင်းလဲပြီးတော့ခဲ့ခြင်းမရှိဘူး။တစ်ဖက်ကရဲကိုကြည့်မယ်ဆိုတော့သူတို့အတင်းအဓိကပလေယာတွေအကုန်လုံးအပါခဲ့တယ်။နောက်တန်းကိုကြည့်မယ်ဆိုရင်ဘာဘက်နေရာမှာဆိုရင်ဘဲဘာဒီကစားတယ်။ဒီနေရာမှာဆိုရင်အာနိုကိုတစ်ဖက်ကကျွန်တော်အလွန်ဆိုကမတုံးခဲ့ဘူးဘဲဘာဒီကိုဆက်ပြီးတော့တုံးတယ်။ဒါအပြင်ကျွန်တော်တို့စနာဘက်နေရာမှာဆိုရင်ကျွန်တော်တို့ဒီမီလီတာအိုဒင်းဟောင်းဆန်ပြီးတော့ကျွန်တော်တို့ဒီဘက်နေရာမှာဆိုရင်အဘာဒိုကာယီယက်ကွင်းလက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီကိုလာ ဘယ်လင်ကန်ချွာမန်ဒီကာမပင်ကတော့ပါခဲ့တယ်တိုက်စစ်ကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ဒီအမ်ဘပီနဲ့ကျွန်တော်ဒီဟိုဟာနဲ့ဘီနီအမ်ဘပီနဲ့ဘီနီရှင်းနဲ့အာပွဲထွက်ခဲ့တာတွေ့ရတယ်ဒီကနေ့ပမာဆိုရင်လဘာဘိုးကိုကြည့်မယ်ဆိုရင်ရေမထွက်ကြအောင်မယ်ဆိုရင်အကုန်လုံးအသာစီးယူပြီးတော့ကစားပြခဲ့တယ်ဒီနေရာမှာဆိုရင်ရှစ်လေနောက်ကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီပြောစရာမရှိခဲ့ဘူးအာဒီဘောကိုကြည့်မယ်ဆိုရင်လဘာဘူးရဲ့ဒီဟာဒီအကောင်းဆုံးပွဲစဉ်တော့အာပြောလို့ရတယ်ဒီနေရာမှာကစားဖို့ကိုကြည့်မယ်ဆိုရင်တကယ်မှ အဲကောင်းမွန်ခဲ့တာတွေ့ရတယ်။ဒါအပြင်နောက်တန်းကိုကြည့်မယ်ဆိုရင်ပေါ်စကောင်းတစ်ခုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တာတွေ့ရတယ်။လဘာဘိုးကြည့်မယ်ဆိုရင်အရင်တော့နောက်တန်းကိုကြည့်မယ်ဆိုရင်ဂိုးတွေအများကြီးခွင့်ပြုပေးရတယ်။ဒါပေမဲ့အဲပြီးခဲ့တဲ့နှစ်ပွဲမှာဆိုလဘာဘိုးကြည့်မယ်ဆိုရင်နောက်တန်းအဖြစ်ကြည့်မယ်ဆိုရင်တကယ်မှပေါ်စကောင်းတစ်ခုအာပြသနေတာတွေ့ရတယ်။ဒီနေရာမှာရဲကိုကြည့်မယ်ဆိုရင်သူတို့ကအမဆွေအခွင့်အဖြစ်ကြည့်မယ်ဆိုရင်အများကြီးမပေးခဲ့ဘူးအမဆိုအခွင့်အရေးလုံးဝမပေးခဲ့ဘူးလို့ပြောလို့ရတယ်ဒီနေရာမှာနောက်တန်းကိုကြည့်မယ်ဆိုရင်ပေါ်စကောင်းတစ်ခုလိဘာဘူးကဆက်ပြီးတော့အဲပြသနိုင်ခဲ့တယ် ဒီနေရာမှာနောက်တန်းကိုကြည့်မယ်ဆိုတော့ကျွန်တော်အကြိုက်ဆုံးကတစ်ခုက corner bradley ကျွန်တော်အကြိုက်ဆုံးပဲဒီနေရာမှာဆိုရင်တစ်ခုကကျွန်တော် venetia junior အောင်မယ်ဆိုရင်လုံးဝကျွန်တော်ဒီလုံမြအောင်ထိမ့်ပြနိုင်ခဲ့တာဒီနေရာမှာဆို corner bradley ကိုကြည့်မယ်ဆိုတကယ်မှဒီဘက်မှာဆိုရင်ကျွန်တော်ခြေစွမ်းပြခဲ့တယ်မဲ့ဆိုကျွန်တော်အကြိုက်ဆုံးလို့အာပြောလို့ရတယ်တကယ်အောင်မယ်ဆိုရင်သူ့ရဲ့အသက်အပြင်ကြည့်မယ်ဆိုရင်ငဲသေးတယ်ဒီနေရာမှာဆိုတကယ်မှ तू ကအာခြေစွမ်းပြခဲ့တယ်တဖက်ကကျွန်တော်တို့ဒီရဲကိုပြန်ကြည့်မှဆိုရင်ဒီမမဆိုရင်အစင်ပြေတာဆိုလို့မို့တဖက်ကကျွန်တော်တို့ဒီ court watch တကယ်အောင်မဲဆိုရင်ချီးကျူးရမယ်။ကောင်းလည်းကောင်းရတယ်။ဒါအပြင် Everton ကရက်စ်ကိုကြည့်မယ်ဆိုရင်မဆုပ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီနေ့မှကျန်တဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်အမဲဆိုရင်တာမန်ချီဇွတ်အောက်အဲရောက်ရှိခဲ့တယ်။ဒီကနေ့ပမာဆိုရင်ရဲကိုကြည့်မယ်ဆိုရင် Cottage မတဲ့မကယ်ကယ်ဘူးဆိုရင်ပမာဆိုရင်ဂိုပြက်ရှုံးမှာကအသေးချပဲဒီနေရာမှာဆိုရင် Cottage ကိုကြည့်မယ်ဆိုတကယ်မှဒီပမာဆိုရင် lesson ဆက်ပြီးတော့အဲပြခဲ့တယ်။အမဲဆိုရင်သူမရှိဘူးဆိုရင်အဲပမာဆိုရင်ထပ်ပြီးအရှက်ကွက်မှာကအသေးချပဲ။ ဒီဘက်မှာဆိုရင်ရဲကိုကြည့်မဲ့ဆိုရင်ကွင်းလက်မှာဆိုရင်ဘောလုံးလုံးကအမထွက်ခဲ့ဘူးဒီနေရာမှာဆိုရင်ဖက်ကကျွန်တော်တို့ဒီဘဲဘဲလင်ကန်ပြီးတော့ကျွန်တော်တို့ဒီကာမာပင်ကချိုအမန်ဒီဂူလာဒီစူပါကိုကြည့်မဲ့ဆိုရင်ဘောလုံးလုံးကကျွန်တော်တို့ဒီထွက်ခဲ့ဘူးအစိုးဆုံးကိုကြည့်မဲ့ဆိုရင်ဖက်ကကျွန်တော်ကာမာပင်ကနဲ့ကျွန်တော်တို့ဒီဟွာနဲ့အဂူလာဘက်အဖက်ချန်ကိုကြည့်မဲ့ဆိုရင်ပြမဲ့ဆိုရင်ဘောလုံးကတစ်ဝဲလုံးနဲ့မဲ့ဆိုရင်တစ်ခါမှကျွန်တော်တို့ဒီအဖက်ချန်ကဘောလုံးထွက်တာမမြင်ခဲ့ဘူး ရဲကိုပြောဆိုတက်စစ်စင်ပြီးဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Venetian နဲ့ Avalo Kaiser ဘက်ကပြောဆိုရင်အဓိကတိုက်စစ်စင်နဲ့ဒီနေရာမှာဆိုရင်ညာချမ်းကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအာအဲကမာပင်ကကူလာသူတို့ကြည့်မယ်ဆိုရင်ပြောဆိုရင်ဘောလုံးလုံးကအထွက်ခဲ့ဘူးပြောမယ်ဆိုရင်တကယ်မှကွင်းလက်ကိုကြည့်မယ်ဆိုရင်အဲလုံကကျွန်တော်ရှင်းစားနိုင်ဆိုရင်အရှိခဲ့ဘူးပြောမယ်ဆိုရင်ပြင်မဲ့တင်းရကျွန်တော်အေးရပဲချင်ဆိုရင်ပြောမယ်ဆိုရင်ချုပ်တဲ့ပြုတ်မှုတွေလုံကမပြုလို့နိုင်ခဲ့ဘူး ဒီနေရာမှာဆိုတက်ဆက်ပိုင်ကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ Venetian Junior Mbappe သူတို့ကိုကြည့်မယ်ဆိုရင် MS ဆိုရင်အာတိုင်ပတ်သွားတယ်ပြန်ဆိုရင်ကိုနောက်ကလူရဲ့အဲတိုင်ပတ်မှာတော့ MS ဆိုတက်ဆက်မှာရှယ်လူရဲ့အာတိုင်ပတ်သွားတယ်ရဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Queen လက်ကိုကြည့်မယ်ဆိုရင် လုံးဝကျွန်တော်ဒီမရှင်းနိုင်ဘောလုံးလုံးဝမထွက်အာဒါအပြင်နောက်တန်းကိုကြည့်မယ်ဆိုရင်အမားရဲ့ပြန်ဆိုရင်တားကြီးအမားချုပ်မယ်ဆိုရင်လောက်ခက်တာတွေ့ရတဲ့ဒီနေရာမှာဆိုဒီဘက်ကကော့တက်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 ကောင်းလို့ MS ဆိုရင်ဂုံးပေးခဲ့တာအမားရဲ့ MS ဆိုရင်လောက်ခက်တယ် တက်စပိုင်ကိုကြည့်မဆိုတော့မှကျွန်တော်ဒီလောက်ပြနိုင်ခဲ့ခြင်းမရှိဘူးဒီနေရာမှာဆက်ကျွန်တော်စပစ်စရာကောင်းတဲ့ရှုံးပွဲတစ်ပွဲအားဖြစ်ခဲ့တယ်ဒီနေရာမှာရဲကိုကြည့်မဆိုရင်ချန်ပီယံလိမှာဆိုရင်တို့ကကျွန်တော်ဒီရှုံးပွဲစပြီးတော့အဲတွေးရှိခဲ့တယ်လဘာဘူးဒီမှာဆိုဒီကနေ့မှဆိုရင်တို့တို့ရဲ့ကျွန်တော်ဒီကစားပုံကပြောစရာမရှိဘူးတကယ်ရောမဲ့ဆိုရင်ကောင်းခဲ့တယ်ဒီနေရာမှာဆိုရင် present order နေရာမှာဆိုရင်တကယ်ရောမှအလုပ်တွေကျွန်တော်ဒီဖြစ်ခဲ့တယ်ဒီနေရာမှာဆိုရင် queen leg ကိုကြည့်မယ်ဆိုရင်ဘက်ကကျွန်တော်ဒီ support slash mail list graven page ီအစုဖွဲ့ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကျွန်တော်တို့အကောင်းဆုံးအစုဖွဲ့လို့အာပြောလို့ရတယ်ဒီနေရာမှာ slot ကိုကြည့်မယ်ဆိုရင် AS ဖွဲ့ကိုဆက်ပြီးတော့အသုံးပြုတင်တယ်ဒါအပြင်ဒီကနေ့ဥမာဆိုရင်တစ်ဖက်ကကျွန်တော်တို့ deployer base ကိုကြည့်မယ်ဆိုရင်သူကရောက်မယ်ဆိုရင် beta man ထွက်ပြီးတော့ကျစားတယ်ဒါပေမဲ့သူ့ကိုကြည့်မယ်ဆိုရင်ရောက်မယ်ဆိုရင်သူက press free world ပုံစံဖြစ်တယ်ဒီနေရာမှာဆိုရင်ရောက်မယ်ဆိုရင်သူကညာတောင်ပန်းအလဲအကုံရောက်တယ်ဒီနေရာ flow base ကိုကြည့်ဆိုတကယ်မှသူကဒီဘက်မှာဆိုရင်ခြေသွင်းအဲပြခဲ့တယ်ဒီနေရာမှာဆိုတကယ်မှ pitch ချက်ချင်းဖန်တီးပေးနိုင်ခဲ့တယ်ဒါပေမဲ့ ကော့ဒက်စ်ကောင်ကော့ဒက်စ်ကောင်လို့ပြောသူကအဲဖဏီမှုတော့မဆွေမရရှိခဲ့ဘူးအဖလော်ရဲ့ပြဆိုကြည့်မှာဆိုတကယ်မှကျွန်တော်ဒီအစင်ပြတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီဟွာကိုကြည့်မယ်ဆိုရင်ကတော့အာဆာလိုက်ကိုကြည့်မယ်ဆိုရင်ဒါကြီးရောမဆွေဘာမှဆိုရင်သူက performance ရောမဆွေမထွက်ခဲ့ဘူးဆာလိုက်ကိုကြည့်မယ်ဆိုရင်ရောမဆွေတိတ်ပြီးတော့ခြေစွမ်းပြနိုင်ခဲ့ဘူးဒါပေမဲ့တင်းတဲ့ကလမားတွေကိုကြည့်မယ်ဆိုရင်တကယ်မှကျွန်တော်ဒီ post account တစ်ခုအဲပြသနိုင်ခဲ့တယ်ပထမမှာနေတစ်ဖက်ကကျွန်တော်ဒီ ဒင်းဟောက်ဆိုဘလုံးရှင်းတာဆိုရင်ပြက်တာကနေပြီးဘလုံးအရှင်းမားကနေပြီးဖက်ကကျွန်တော် flowing pistol ကြီးမဆိုရင်ဘလုံးရတယ်ဒီနေရာမှာဆိုအတွင်းချုပ်ပေးတာ small size ကိုကျဆိုအပကြီးကင်ရတယ်ဒါပေမဲ့ဖက်ကကျွန်တော် quarter size ကိုကြီးမဆိုသူက channel ကောက်ပြီးတော့အဲ channel က channel ကြောင့်ဆိုကာပြီးတော့အမဲဆိုသူကကိုမွင့်အောင်ကာကွယ်တန်းခဲ့တယ်အဲ့ဒါကိုကျဆိုတကယ်မှကျွန်တော်ဒီတကယ်မှအဲတဘာဝတက်တကယ်မှအနေကောင်းမွန်တယ်ဆိုရင်အချက်ခွင့်လို့ပြောလို့ရတယ်ဒီနေရာမှာဆိုရင်ကိုဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိဘူးအဲ့နောက်မှာဆိုဒီဖက်ကကျွန်တော် sports line ကန်တာအာဟိုကဒီကော့ဒရိုက်ကျွန်တော်ဒီစေတာ ဒါမျိုးရှိတဲ့ဒုတိယမှာဆိုရင်တစ်ဖက်လည်းဘာလို့လဲကျွန်တော်တလုံးတော့အနိုင်ကိုကိုတစ်ဖက်ကမက်လစ်စတာကအာတွင်ယူခဲ့တယ်အဲကိုကြည့်မယ်ဆိုတော့ support line also free kick ကျွန်တော်ဒီမပေးတယ်ဒီနေရာမှာ counter ပြီးတော့သူကတလုံးတော့အနိုင်ကိုအာတွင်ယူခဲ့တယ်ဒါပါဘို့ကြည့်မယ်ဆိုရင် aggregate မှာဆိုရင်သူကထိုက်ခဲ့တဲ့နည်းအရင်မထွက်ကိုအနိုင်ရရှိခဲ့တယ်ဒီနေရာမှာဆိုရင် Daniel G ရဲ့ဆုံးဖြတ်ချက်တွေကိုလည်းကျွန်တော်တို့ဒီပြောစရာရှိတယ်ဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ support line ကန်တာကျွန်တော်တို့ဒီ chore money လည်းနဲ့ထီရကျွန်မဆိုအဲ့ဒါကို penalty မပေးခဲ့ဘူး ဒီနေရာမှာဆိုရင်အဲ့ဒါကိုကြည့်မယ်ဆိုရင် penalty ပေးမယ်ဆိုရင် ပေးချင်တယ်ဆိုရင်ပေးလို့ရမယ်ဆိုရင်ရတယ်ဒီနေရာမှာဒါမျိုးကြည့်ကြည့်မယ်ဆိုရင်ဘာကြည့်ပြီး तू က penalty ရမယ်ဆိုရင် ပေးခဲ့ဦးပဲဆိုရင်ပေးချင်တယ်ဆိုရင်ပေးလို့ရတယ်ဘာလို့လဲဆိုတော့ဆိုရင်အဲ့ဒါကြည့်ရမယ်ဆိုတော့ဒါရှင်အပြောင်းသွားတယ်မဟုတ်ဆိုသူ့လက်ထိပ်ပြီးတော့ဒါရှင်ပြောင်းသွားတာမဟုတ်ဆိုရင်ပေးချင်တယ်ဆိုရင်ပေးလို့ရတယ်ဒီနေရာကိုကြည့်ကြည့်မယ်ဆိုရင် penalty ရမယ်ဆိုရင်လုံးဝမပေးခဲ့ဦးအမေဆိုရင် neutral position ဖြစ်တာလည်းပါတယ်ဒီနေရာမှာဆိုတော့ penalty လုံးဝကျွန်တော်တို့ပေးခဲ့ဦး အဲ့တော့ကျွန်တော်တို့ရှိတယ်ဒီနေမှာလာပါဖို့ကျွန်တော်ဆိုအင်ကွမ်မှာဆိုရင်သူကယင်ထွက်ကောင်မဲဆိုရင်တကယ်ဟိုမှာခြေစွမ်းစာနဲ့ကစားပြပြီးတော့နိုင်ပွဲအောင်မဲဆိုရင်ရရှိခဲ့တယ်တစ်ဖက်ကကြောင့်ရဲကိုကြည့်မဲဆိုရင်အမဲဆိုရင်သူကအသင်းကြီးတိုးပြီးဆိုရင်တကယ်ဟိုမှာတိုင်ပတ်တဲ့အစင်လာတစ်ခုအဲဆက်ပြီးတော့ထိမ့်ထတာတွေ့ရတယ်ရဲကိုကြည့်မဲဆိုရင်ဒီဟာဒီမှာဆိုရင်အသင်းကြီးတိုးစင်းနေအောင်မဲဆိုရင်တွေ့ပြီးသွားပြီတစ်ဖက်ကကျွန်တော်တို့ဒီဘာစီလိုနာပြီးတော့ကျွန်တော်တို့ဒီအာအေဒီကိုအဲဒီချိန်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီလာပါဖို့ အဲ၃ပွဲမှာဆိုရင်သူတို့ကနှစ်ပွဲထိရုံးမဲ့ဆိုရင် ရှုံးထားတယ်။ဒီနေရာမှာဆိုရင်အဲအတင်းကြီးတုပ်ဆိုရင်ရုံးခဲ့ရအစနာတကိုဆက်ပြီးတော့ရှီဆဲပဲဒါကိုအလွန်ဆိုရင်အမဲ့ဆိုရင် ပြပြနိုင်မလားအဲစောင့်ကြည့်ရမယ်။ဒီနေရာဘာဖို့ကြည့်မှဆိုရင်အကွေးမှာဆိုရင်သူတို့ကအာအနိုင်ရရှိခဲ့တယ်။ဒီနေရာမှာသူတို့ပြန်လာပြီလားအဲကြည့်ရမယ်ဆိုတော့အားလုံးမတလောက်ပဲကျွန်တော်ဒီကောင်းတော်လေးပါစေ။ဆီနေဖီဒိုလို့ပြင်မယ်။